ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးတန် channel လေးကနေစေဝင်စားပွဲထူကြဆန်းခြင်းကမ္မရဖြစ်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်နိုင်ငံသားတယောက်ရဲ့မှတ်တမ်းနဲ့မှဦးရွှေရိုးရဲ့ဗမာမှတ်တမ်းတွေကစံနှုန်းကျိုးပညာသည်ဆိုင်ရာကိုတွေ့ကမ္မရဖြစ်ရများလို့မြည်ရတဲ့စေဝင်စားပွဲထူကြဆန်းခြင်း ကမ္မရဖြစ်ရမဇလံကောင်းလေးကိုတင်းဆက်ပြီးမှဖြစ်လို့ခံစားနှားစင်အားပေးကြပါဦးခင်ဗျာဝှွှွေရိုးရဲ့ဗမာမတ်တန်းတွေကစန္ဒကျိုးပညာဆိုင်ရာကိုရိဖြစ်ရမြောဝှွှွေရိုးဆိုတာကြောင့်စဖက်သူတို့ကဝှွှွေရိုးကိုမြမလူမျိုးတယောက်လို့ထင်မှတ်သွားစရာရှိပါတယ်မြမဂီတာအကနှစ်ချိုက်သူများကတော့ဝှွှွေရိုးဆိုတာနဲ့တော်မိုးနဲ့တွဲဖက်ပြီး နှုတ်ခမ်းဝေးကောက်ကောက်တောင်ရှိပစိုးရင်ဖို့အင်းကြီးကောင်းပေါင်းပတ်ပေါင်းပတိန်ထင်းငယ်လေးနဲ့ကာနေကြောင့်ဟာတာလူပြောကြီးဥွှေရုပ်လို့ထင်ကြပေးလိမ့်မယ်။စာပေဝါဒနာရှင်များနဲ့ရှေးလူကြီးများကတော့လွတ်လပ်ရခြင်းနဲ့လွတ်လပ်ပြီးခင်မောင်းထင်ရှားကြော်ကြခဲ့တော့စာပေကတွင်ကိတောက်ရုပ်ရှင်ပညာရှင်ချင်း ဥပကလေးရွှေရုပ်ပကလေးကိုမြင်အောင်မိကြမယ်ထင်ပါတယ်။အမှန်မှာတော့စာရေးသူပြောမယ်ဥွှေရုပ်ဆိုဒီမှာ အနောက်နိုင်ငံသားတူပဲဖြစ်ပါတယ်။ရှင်မြန်မာယောက်ျားတို့နှစ်သက်စွာမဲ့ခေါ်ခဲ့သောရွှေရိုးဆိုတဲ့နာမည်ဗမာသင်္ကေတနာမည်ကိုနှစ်ချိတ်စွာယူငင်မဲ့ခေါ်ခဲ့တဲ့အနောက်နိုင်ငံသားစာရေးဆရာကြီးတယောက်ဖြစ်ပါတယ်။ထို့သောဘူးရွှေရိုးကလောင်နာမည်ရွှေရိုးရေးသားထုတ်ဝေခဲ့တဲ့စာအုပ်များထဲမှာမြန်မာသူ့ဘဝနဲ့ယုံကြည်ချက်ဆိုသောစာအုပ်တို့ကလည်းအပါအဝင်ဖြစ်ပါတယ်။ထို့စာအုပ်နဲ့အင်္ဂလိပ်ခေတ်ကသို့မဟုတ် ရှင်မြတ်တို့ရဲ့ပုံရိပ်တွေကိုတည်ကြမှန်ကန်စွာထင်ဟပ်ပေါ်လွင်စေသောဂျင်းမုံမတန်းဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။အဲဒီစာအုပ်မှာအပိုင်း59ပိုင်းပါရှိပါတယ်။ဗမာတို့ရဲ့ယဉ်ကျေးမှုဒလိရိုးရထုံနှန်းစင်လာဆိုင်အောင်ပြုပွဲကိစ္စများကိုစုံလင်စွာ အသေးစိတ်ရေးသားလည်လာထားခြင်းများဖြစ်ပါတယ်။အားလုံးစိတ်ဝင်စားစရာတွေကြီးပဲဖြစ်ပါတယ်။ထို့သော59ခန်းနာမှအပိုင်း40မှာ ကဝေးဆရာများဈေးဆရာများနဲ့ပညာရှင်များဆိုတဲ့အပိုင်းကိုရေးသားထားပါတယ်။ဒီအပိုင်းမှာတချို့တဝက်ကတော့ကောင်းနှုတ်တင်ပြရင်းနဲ့ဆောင်းပါးကိုဆက်ပါမယ်။ကဝေးဆရာနဲ့အော်လန်ဆရာများဟာမြန်မာပြည်မှာများစွာအတွေ့ရများတယ်။မြန်မာပြည်အထက်ပိုင်းကျင်းွင့်မြေရဲ့ကမ်းမမရှိတဲ့ကလေးတောင်ထွေရွာလေးမှာအဋ္ဌပညာရှင်များကြောင့်ကြော်ကြတယ်။ထိုရွာကလေးမှာပညာရှင်တို့ရဲ့အကြီးကဲဆိုပြီးတော့ရှိပါတယ်။ တကယ်လို့တစုံတယောက်ဟောင်းပြူစားခြင်းခံရပါကောင်အဲ့ဒီအကြီးကဲထံကိုသွားပြီးအကူညီတောင်းနေတို့ကောင် အကြီးကဲကအခမ်းအနားများပြုလုပ်ပြီးတော့ပြူစားသူကို ရှေ့ကိုခေါ်ပါတယ်ပြူစားသူရှေ့ကိုရောက်လာပြီဆိုရင်အဘက်တော်ကြောင့်ပြူစားကြောင်းမေးပါတယ်တကယ်လို့လုံလာတော့အကြောင်းပြချက်မပေးနိုင်ပါကောင်ပြူစားသူကို ပြစ်ဒဏ်ပေးပြီးပြူစားခံသူကို အနာရောဂါဝေဒနာမှကင်းလွတ်စေပါတယ်ဥရှေယောဟာစုံကဝေမြောင်း ပညာရှင်များကို လေ့လာပြီးအစင်သက်မှတ်ခွဲခြားရေးသားခဲ့တာကို အောက်ပါစာပိတ်ကတက်တည်ခံပါတယ်။ဇုံကဝေးများနဲ့ကောင်းသောဆုံးကဝေးနဲ့မကောင်းသောဆုံးကဝေးဆိုပြီးနှစ်မျိုးရှိကြတယ်။လူများကို PND ရောက်ရန်အမျိုးမျိုးပြူစားသူဆုံးများရှိတဲ့ကဲ့သို့အဲ့ဒီဆုံးများကိုစန့်ကျင်ပြီးလူလောကတာယာရေးကိုပြုလုပ်ပေးတဲ့ပညာသည်များလည်းရှိပါတယ်။၎င်းတို့ရဲ့တက်ကြွမှုပညာအစင်တန်းရောက်ပညာသည်များကို လင်းမျိုးလေးစာခွဲကြနိုင်ပါတယ်။၎င်းတို့မှာ၁ပြဒါဝိဇ္ဇာ၊၂တန်ဝိဇ္ဇာ၊၃စေဝိဇ္ဇာ၊၄အင်ဝိဇ္ဇာစတာတို့ဖြစ်ပါတယ်။လူများပေါ်ကောင်းတာကိုပဲလုပ်စေ၊မကောင်းတာကိုပဲလုပ်စေတန်ဝိဇ္ဇာနဲ့အင်ဝိဇ္ဇာများမှာအစွတ်ထက်ဆုံးဖြစ်ပါတယ်။ပညာသည်တို့နဲ့အစင်တန်းမြင့်ဆုံးလို့လက်ခံထားကြတယ်။အနောက်နိုင်ငံသားခေတ္တညာတဲ့တယောက်ဖြစ်တော့ဥွှေရုပ်ကိုဆွေးဆောင်မှုပေးပြီးတော့ စဉ်းစားတူဝေသွားစီတော့ကိုရိမျက်မြင်ကြောင်းရံများမှလည်းအနှဲငယ်ထုတ်နှုတ်တင်ပြပေးပါမယ်။တန်တဲ့အင်းဝေးစားများကိုတနည်းအားဖြင့်မော်စီယံများလို့နာမည်ပေးရင်ပို့ပြီးတော့မှန်ကန်ပေးလိမ့်မယ်။တန်ဝေးစားဆိုသည်မောင်းတဘောဝပစ္စည်းများကိုနားလေသူတယောက်လို့ဆိုလိုခြင်းဖြစ်ပါတယ်။သူဟာစေဝါကုသခြင်းနဲ့ပတ်သက်ပြီးအကြံပေးပြောဆိုလိမ့်။စစ်သားများနဲ့လူစုများရဲ့ကိုယ်ရည်ပြောင်းအောင်မှတွေ့ရတဲ့တော့တတ်ထူပြများများ ကြောက်ခဲတုံးလေးများစားရီမှာအဲ့ဒီပညာသည်တို့ရဲ့လက်ရာများပဲဖြစ်ပါတယ်ထိတ်လန့်အော်ဝေယများကိုစောင့်ရွက်ခြင်းနဲ့လေသူတို့ရဲ့အစွမ်းများကို ပြတ်သားကြပါတယ်တခါတုန်းကမောစီယာတူနဲ့စာရိုက်သူကျွန်တော်တွေ့ခဲ့ဘူးတယ်ထိုရကရွှေပြားများငွေပြားများကြေးပြားများကိုမတ်မှုပ်ပြီးရေခွက်ထဲကိုထည့်လိုက်ပါတယ်ပစ္စည်းများမှာရေအောက်ကိုနှိမ့်မြုပ်သွားတယ်တော်တော်လေးမောစီယာကချက်ချင်းပဲပြန်ပြီးတော့မတ်မှုပ်လိုက်အောင် အာဒီပစ္စည်းများရေပေါ်ကိုတဖြည်းဖြည်းတက်လာပြီးတော့ပေါ်လောပေါ်နေကြပါတယ်ဒေါက်တာမော်ဆီယာကမန်ဖုံနေခြင်းများကိုရက်လိုက်တဲ့အခါမှာပစ္စည်းများရေရောက်ကိုပြန်ချသွားတယ်တချို့မှလည်းရေလယ်မှာရက်တန်နေကြပါတယ်ထို့ကဲ့သို့သောမော်ဆီယာတို့ဟာပန်တနော်မြို့မှာရှိတဲ့ရွာလေးတစ်ရွာမှာအနေများကြပါတယ်အင်းများရဲ့အစွမ်းတတ္တိများမှာထူးခြားပေါ်များတယ်အထူးစီမံထားသောအင်းကိုကင်ထားခြင်းနဲ့အင်းဒီအင်းကိုမီးလောင်သွားစေနိုင်ပါတယ် ကျောက်တုံးတုံးမှာအင်ထွင်းထားမယ်ဆိုရင်အဲ့ဒီကျောက်တုံးဟာရေမှာပေါ်နေပါတယ်အဲ့ဒီကျောက်တုံးကို လူရဲ့အရေးပြတဲ့ကိုထဲပါက ထို့လိုမှရေနစ်မသေးတော့ပါတခြားမော်စီယာတယောက်ကအဲ့ဒီဆောင်ကိုလာရောက်ဖျက်ဆီးခြင်းမပြုတဲ့အထိထို့လိုမှဆက်လက်ပြီးတော့ရေမနစ်နိုင်ပါတပင်တပင်မှာတို့မဟုတ်အိန္ဒိယမှာအိန္ဒိယကိုသွားပြီးတော့ထားပါကအဲ့ဒီအိမ်ကိုတို့မဟုတ်အဲ့ဒီတပင်ကိုမိုးချိုပစ်စင်နိုင်ပါတယ်တခြားအင်းတချို့ကလည်း ဘေးဒုက္ခများကြောက်ရောက်မဲ့အန္တရာယ်မှာကာကွယ်ပေးတယ်။ဗမာတိုင်းလူလူဟာတို့ရဲ့ခန္ဓာကိုယ်အနှံပြမှာအင်းမြောက်ကိုစိမ့်မင်နဲ့ထိုးထားကြပါတယ်။အဲ့ဒီအင်းမြောက်ဟာအများအဖြစ်တော့တနပီဓာပီရန်ထိုးကြတာကမျှကြပါတယ်။တချို့ကတော့အထူးကာကွယ်မှုအတွက်ထိုးထားကြခြင်းဖြစ်ပါတယ်။စုံးနဲ့ပတ်သက်လို့ထိုးပိုင်းမှာ အများပြပါရှိရာတစ်ပိုင်းနှစ်ပိုင်းခန့်ထုတ်နှုတ်ပြီးတော့တင်ပြပါဦးမယ်။စုံးမြရဲ့ ကြောက်စရာအကောင်းဆုံးမှာသူတို့ဟာတလိမ့်ဆံများဖြင့်ပြောင်းလဲသွားနိုင်ခြင်းပဲဖြစ်ပါတယ်ထို့မြတ်မကလူတယောက်ဖြစ်တော်၎င်းတမဟုံဆွေမျိုးသားချင်းများဖြစ်ကို၎င်းတရုတ်ကိုသူတို့ဖန်ဆင်းနိုင်ကြတယ်လို့ဆိုပါတယ်တကယ်လို့ထိုဖန်ဆင်း၍လာတဲ့သူကိုဒဏ်ရာအနာတရဖြစ်အောင်လုပ်လိုက်နိုင်မယ်ဆိုပါကထိုဒဏ်ရာဟာမူလဆုံးဖြစ်သူရဲ့ကိုယ်ပေါ်မှာလဲတွားရောက်ဖြစ်ပေါ်တတ်ပါတယ်ဆုံးပြူစားခြင်းကို ယောဂတရားအနေနဲ့သဘောမထားကြပါဗမာတို့ရဲ့ယုံကြည်ချက်အရယောဂဝေဒနာများမှာ96ပါရှိတယ်သို့တော်လည်းသုံးပြုစားခြင်းမှာထိုယောဂတို့နဲ့ဘယ်လို့မှမပတ်သက်ပါယဖန်ယကဆိုသလိုတချို့ဖြာနာသူများဟာစေမျိုးမျိုးတိုက်လို့မရပဲရှိတတ်ပါတယ်အဲ့ဒီခါမျိုးမှာစေးစရာကယောဂကအပင်သွင်းခံရတယ်လို့ဆွဆွဲပါတော့တယ်အဲ့ဒီပင်ကိုထုတ်ရန်ဆိုပြီးဘယောဂကုတဲ့ဆရာတချို့ကလူမမာရဲ့ဗိုက်ထဲကို အသာစိန်တို့များထည့်သွင်းကြတယ်အပင်သွင်းခံရတဲ့ဆိုတဲ့လူမမာများမှာနောက်ဆုံးမှာအဲ့ဒီအသာတို့များကြောင့်တေးရရှာပါတယ်ဆုံးများပြူစားလို့နေထိုင်မကောင်းဖြစ်ပြီးဆိုပါကထိုပြီးမှဒုက္ခကင်းစေပေးမဲ့သူများမှာဝိဇ္ဇာများပဲဖြစ်ပါတယ်နိုင်ငံခြားသားစာရေးဆရာကြီးဦးရွှေရိုးဟာဒီကဝေဆရာများဈေးဆရာများနဲ့ပညာသင်များအပိုင်းကို ရေးသားရမှာတစင်စကားတစင်နားနဲ့ကြားရတာကိုရေးသားခြင်းဟာမှတ်တမ်းစစ်မဟုတ်ဘူးလို့ ယူဆဟန်တူပါတယ်သူရဲ့လက်တွေ့မျက်မြင်များကိုတော့ရေးသားမှတ်တမ်းပြုခဲ့တာကိုတွေ့ရတယ်စာတွေ့ဆိုလို့မြန်မာရှိအောင်ကျန်းစာအောင်မြတ်မလီလာပေးရေးသားသောပေးရင်ပညာကဝေးပညာနဲ့ဆိုင်သော စာပွဲတစ်ပိုက်ကိုတော့တွေ့ရပါတယ်စိတ်ဝင်စားစရာစဉ်းစားစရာအတွေးပွားစရာကောင်းမယ်လို့ယူဆမိသဖြင့်ထုတ်ထုတ်တင်ပြပါဦးမယ်ပေးရင်အင်းအိုင်မန္တရမြအကြောင်းကိုရေးသားထားတဲ့စာအုပ်များထဲမှာသိပ္ပံပညာရဲ့ အရင်မြစ်အချက်လက်များကိုတွေ့ရပါတယ်။တော်တော်လေးအဲဒီဆောင်းများထဲမှာပါတဲ့အချက်လက်များဟာပြည့်စုံခြင်းတော့မရှိပါဘူး။မြတ်စွာဘုရားရှင် လက်ထက်ကတော့ထိုဆောင်းများမှာ ပြည့်ပြည့်စုံစုံရှိခဲ့တယ်လို့ဆိုပါတယ်။ထို့နောက်ဘုရားရဲ့ဟောပြောချက်များအရလူတို့ကိုအန္တရာယ်မျိုးမျိုးပြုလုပ်နိုင်သောလူဘဝကို ဖြစ်စေနိုင်သောအဲဒီဆောင်းများကို လူများပြားကစူဆောင်ပြီးမိဘုံရှုကဖြစ်စေလိုက်ကြပါတယ်။တော်တော်လေးဖျားနဲ့စံကျင်ဘက်ကတော့ အစင်းလုတ်တဲ့တော့ရှင်ဒီဝရကမိဘုံနဲ့မှမိလောင်စစာအုပ်ချုပ်ကိုယူခဲ့တယ်။ဒါကြောင့်ယနေ့ခေတ်မှာမပြည့်စုံသောထိုကဝိပညာများ ရှိနေခြင်းပဲဖြစ်ပါလိမ့်။နိုင်ငံသားစာရေးဆရာကြီးဦးရွှေယိုဟာဒီပိုင်းမှာစုံအောက်လန်းအထက်လန်းကဝိဆရာများပေးရင်ဆရာများပယောဂကုဆရာများတန်ရင်သမားတော်များအကိရဲ့ဝိဇောင်းစသဖြင့်အကြောင်းအရာဆုံးဆုံးကိုလူရင်းတူရင်းအနှိမ့်ချုပ်ပြီးတော့ ရေးသားမှတ်တမ်းပြုထားတာကိုတွေ့ရပါတယ်။ကြာဖြစ်ပြီးတော့ဥွှေရိုးရဲ့မှတ်တမ်းအပိုင်း59မှာပါရှိသောမှတ်စုမှတ်ရာပိုင်းမြတ်မှာစေဝင်စားပွဲမှတ်စုတစ်ခုကိုထုတ်နှုတ်တင်ပြပါဦးမယ်။တရက်နဲ့ပြည်မြို့ချောင်းမှာရှိတဲ့ကံမဆိုသောမြို့မှာဝိညာဉ်နဲ့ပတ်သက်လို့ကြော်ကြားခဲ့ပူပါတယ်။တခါကဘဘဲစရာသူဟာ ခိုင်ရန်ဖြစ်ပွားရမှာ အသက်ခံခဲ့ရတယ်။သူဟာ ူရဲ့လုပ်ငန်းပေါ်တိုင်ရောစဉ်ကြီးကြရာသူတည်ပြီးတဲ့နောက်ပိုင်းမှာလေညဘက်မြနိုင် သူရဲ့ဘဘဲပေါ်မှာလာရောက်ပြီးတော့အလုံးလုံးပါတယ်ပထမမှာအဲ့ဒီအကြောင်းကိုသိတဲ့သူတို့ကကြောက်လန့်ခြင်းများဖြစ်ကြတော့လေနောက်ပိုင်းမှာတော့သူတို့ဟာ ကြောက်လန့်ခြင်းလုံးဝမရှိကြတော့ပါမကြောက်လန့်နေတာမကနေဘက်မြမှာ အနည်းမှရှိတဲ့လူများကအဲ့ဒီဘဘဲပေါ်တွေကိုတန်ချောင်းတစ်ချောင်းသွားထည့်ပြီးတော့ငှအတွက်ဓာတ်လုပ်ပြီးပါ လှန်လုပ်ပြီးပါပစိန်လုပ်ပြီးပါလို့ပြောဆိုပြီး target တပါတယ်နောက်တည့်ရမနေ့မှသူတို့တောင်းဆိုတဲ့အတိုင်းပဲရရှိတတ်ကြတယ်တတိမောင်လူနောက်လူရှုပ်ချင်းမျိုးသားတို့ကတကောင်ရန်ကြံများတွင်ပြီးတဲ့နောက်မှာဘဘဲဘူအနည်းကိုတွားရောက်ပြီးပုံအောင်နေပါတယ်တကောင်ကြော်ပြီးခဏကြာမောင်ဘဘဲသမားမကောင်းဆိုးဘကဘဘဲလူရမဝစ်စားတော့အဝစ်စားများကိုဝစ်ပြီးဖိုအနည်းကိုရောက်လာကောင်သူ့ရဲ့လုပ်ငန်းကိုစတင်ခဲ့ပါတယ်အဲ့ဒီခါမှာ ချောင်းကျင်နေသောချင်းမျိုးသားကမြန်မြန်လှုပ်ဆန်းလို့အော်ဟေလျောင်းမကောင်းစိုးဝါကသူ့ဘက်ကိုလှည့်ပြီးသူ့ရဲ့လှုပ်လက်စမီးရဲသားနဲ့ပေါ်လိုက်ပါတယ်ပေါ်လိုက်တော့မီးရဲသားဟာချင်းမျိုးသားရဲ့ပါကူထိမိရမှထွက်ပြေးသွားကြောင်းရည်တာထားပါတယ်ဆက်လက်ပြီးတော့ဦးရွှေရုပ်ရဲ့ကဝေစီယာများဈေးစီယာများနဲ့ပညာသင်များဆိုသောအပိုင်းရဲ့ဏီကုန်းကိုကောက်နှုတ်တင်ပြပြီးဒီဆောင်ပါကိုဏီကုန်းချော်လိုက်ပါတယ် မော်ဆီယာရဲ့အစွမ်းတတိကိုတစုံတစ်ယောက်ကတန်တရားဖြစ်တဲ့ဆိုပါကမော်ဆီယာကသူ့ရဲ့ထူးဆန်းတဲ့အစွမ်းများကိုတနိုင်သမျှပြသွားတယ်။သူကမြေဝိုးတိုးကိုယူပြီးအဖုံဖုံလိုက်ခေါင်းမမ်းမုတ်ချင်းများပြုလုပ်တယ်။ထို့နောက်အဝိကိုဖိလိုက်တဲ့ခါမှာဟင်းများနဲ့ရောထားသော တမင်းပပူနွေနွေများကိုတွေ့ရပါတယ်။ထို့တမင်းဟင်းများကိုဘယ်သူမှစစကြည့်နိုင်နေ။တကယ်လို့သူတို့ကရခိုင်တုံးပြည့်ယုံကြည်စွာနဲ့စားကြမယ်ဆိုပါကစားလောင်မွေးတဲ့ချင်းတို့ မဖြစ်တော့ပါမပေါ်ပေါက်တော့ဘူးလို့ပြောပါတယ်တော်လက်တွေ့အဖြစ်တော့ရောင်းတုံးပြေယုံကြည်မှုများသိမရှိပါတခါတည်းမှာပညာစွမ်းပြပွဲမျိုးကိုမကောင်းဆုံးမများကဝင်ရောက်ဖြစ်စီတပါတယ်တခါတည်းမှာမော်စီယာကိုရင်က အောက်လက်နဲ့ဆိုင်သောပညာများကိုပြတ်သားတတ်တယ်ကြီးစုသူများဟောမော်စီယာရဲ့လက်ထက်မှာစာကျင်စရာကောင်းသောဖရဲတိစိတ်များကိုတွေ့ကြရပါတယ်ထိုခါသူတို့ကဖရဲတိစိတ်များကိုယူပြီးတော့စာကြည့်အောင် နှုတ်ခမ်းဝါကိုရောက်တဲ့ခါမှာဘေးရတိစိတ်များမှာပျောက်သွားပြီးသူတို့ရဲ့လက်များကိုသာပြန်ပြီးတော့ကြိုက်မိပါတော့တယ်။စာရည်သူဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားစမ်းကြယ်ကမ်းမရောက်ဖြည့်ရမဇလန်ကောင်းလေးကိုဘာကြီးစံ channel လေးကနေတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆေးလက်ဆောင်စီစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ကျမ်းမာရေးဆေးလက်ဆောင်အစည်းအဝေးလေးကတော့စာရေးသူဆရာကြီးအေယာမြေကျော်ဝေ ကုသိုလ်ယူရေးသားထားသောမျက်နာတင်းတိတ် ကြောက်စီသောနီးနဲ့နှင်းပြောက်စီသောနီးလို့မြည်ရတဲ့ကျမ်းမာရေးဆက်လက်ဆောင်အစည်းအဝေးလေးပဲဖြစ်ပါတယ်။၁မျက်နာဘောကတင်းတိတ်များအတွက်နူးညံ့သောမျက်နာအရေးပြားပေါ်မှာ တင်းတိတ်ပေါခြင်းဟာနှင်းကဲ့သို့ပဲအယုတ်ဆိုးစေပါတယ်။၎င်းမမဲကွက်တင်းတိတ်များကိုကုသရန်အတွက်စေနီကောင်းတက်လက်မှာဂုံမင်းသည့်နဲ့နန်းလုံးချင်းသည့်တို့ကိုစားတူးချင်းပြီး နှစ်မျိုးစလုံးကိုမိဖို့ပါမိဖို့ရမောင်းကျွင်းအောင်ဖို့ပါ၎င်းတော့အမုံပြုတ်လို့ပြီးနှမ်းစီစစ်စစ်နဲ့ဖြောပြီးတော့မျက်နှာကို၆တွေ့အောင်ပြုတ်ပါတန်စင်လျင်၎င်းတင်းတိတ်ဘုကို အထက်ပါစေးရီကို လိမ့်ပေးပါ၃ရက်တော့မဟုတ်တစ်ပတ်ခန့်လိမ့်ပေးခြင်းဖြင့်တင်းတိတ်များပွားသွားပြီးချုံးမွေလာက အမြင့်ပြတ်သွားပါလိမ့်မယ်ညင်းပြောက်စေတဲ့စိတ်နေတလား လူတို့ရဲ့ဆိုးရိုးစကားရှိခဲ့ပူပါလေညှင်ထူရင် လူလှဆိုပြီးနောက်ပြောင်ပြီးတော့ဆိုကြပါလေစပညင်းညှင်လေတို့ဟာခနာကိုပေါ်မှာအနံ့ဆိုးများမထွက်ကြတော့လေညှင်ကြီးမှာတော့ညှိဆုဆုအနံ့ရှိပါလေညှင်ပေါ်သူများတွေးပြီးတော့မကြောက်ပါနဲ့အမြင့်ပြည့်စေတော့စေနေရှိပါလေကုတ္တယံစေနေမှာဇွင်းကျစ်အုံဒီထဲမှာ အုံဤကိုယူပြီးပလင်းနဲ့ကိုထဲပါအုံဒီနုကိုပြောခြင်းဖြစ်ပါလေကန့် တလက်မခံကိုတွေးပါ ပြီးတော့ဘုံဤပလင်းနယ်ကိုထဲပါလက်ချားနှကြသားကိုတံမြားပေါ်တင်ပြီး လက်ချားပြီးပေါဖြစ်အောင်ဖုတ်ပါဖုတ်ပြီးပါက အမုံပြုတ်လို့ပြီးဘုံဤမထဲပြီးတော့နေလမ်းပါပြီးတော့ညင်းမြားပေါ်ကိုလူပေးပါတပတ်ခန့်လူပေးုံနဲ့ညင်းမြားအဖက်လိုက်ကြွားကြလို့အနံစိုးများထွက်ချင်းမှကင်ဝေးပြီးအမြင့်ပြတ်တက်တာသွားပါလိမ့်မယ်ဟုတ်ကဲ့စိုက်သူဆရာကြီးနှစ်ယောက်လုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ကမ်မီယာ PM မဇလန်ကောင်းလေးကိုဝါကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးကြနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုငြိမ်းသွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ စာဖတ်တော့ဝါသနာပါပေးမယ်စာဖတ်ဖို့တော့အချိန်မပေးနိုင်အလုံးမွားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားဆန်းခြင်းလူပေါ်ဆန်းခြင်းတည်ရင်ဘုဘာသာလောကကံမီရယမတမူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ